ာကျွန်မဒီအီတလီနိုင်ငံဒီပါမာမြို့အနီးကပေါ့နော်ဒီကာဆာဆာဘီဆိုရက်အဲမြူဇီယံကိုရောက်ရှိနေတာဖြစ်တယ်ဒီမြူဇီယံကတကယ်ကတော့ဒီဒီမှာအိမ်ပေါ့နော်ဒီတော်လိုင်းရေးမိသားစုရဲ့အိမ်တိမ်ဖြစ်တယ်အဲလွတ်လပ်ရေးလွတ်မြောက်ရေးအတွက်စူးစမ်းခဲ့ကြတဲ့မိသားစုအာခုနှစ်ဦးပေါ့နော်သူတို့တော်လိုင်းရေးမှာအသက်ခံရ အိမ်လေးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကနေပြီးတော့အာဒါကတော်နိုင်ရဲ့ပြယုံလွမြောက်မှုလှုပ်ရှားမှုရဲ့ပြယုံအနေနဲ့ဒီအိမ်ကိုအာပြပြလိုက်အဖြစ်နဲ့အဲပြခန်းအဖြစ်နဲ့ပေါ့နော်ဆက်လက်ပြီးတော့အခုတက်တာထားတာဖြစ်တယ်ကျွန်မဒီနေရာမှာအခုမြန်မာပြည်ရဲ့အဲຫນွေဦးတော်လိုင်းရင်းအတွက်ပေါ့နော် solidarity ကိုပြတဲ့အနေနဲ့အဲဒီအီတလီမြန်မာချစ်ကြည်အသင်းကနေပြီးတော့ကျွန်မကထားလို့ပြီးတော့မြန်မာ community နဲ့အတူပြုလုပ်တဲ့အခုဒီ ဒီတကြံပေါ့နော်တကြံအဲ event လေးကိုရောက်ရှိနေတာဖြစ်တယ်ဒီတကြံ event ကအခုဘလို့ကာလာမျိုးမှာကျမတို့ ਨੇ အတူတူပေါ့နော်ပျော်ဝဲရှင်ပွဲဆိုတာထက် solidarity ပေါ့မြန်မာပြည်သူလူထုနဲ့အတူဒီအီတလီမှာရှိနေတဲ့ပေါ့နော်အာကျွန်တော်တို့မြန်မာမိတ်ဆွေများကလည်းပဲကျွန်တော်တို့ new online နဲ့အတူရှိနေတယ်ဆိုတာကိုပြသတဲ့အနေနဲ့အဲအီတလီမြန်မာချစ်ချင်းအသင်းကနေပြီးတော့ပေါ့နော်ဒီအဲယူရတချမ်းနဲ့အတူမြန်မာပြည်အရေးအတွက်ကို fan raising တွေလုပ်တယ်နောက်ပြီးတော့မြန်မာပြည်သူလူထုနဲ့အတူလူတွေကရှိနေကြ solidarity ကိုကြတာတဲ့အနေနဲ့ဒီနေ့အခမ်းအနားလေးကိုပြုလုပ်ကြတယ်ပြုလုပ်ပြီးတော့ကျွန်မဒီနေရာကနေပြီးတော့ မြန်မာပြည်ကိုကျွန်မကလည်းအဲနှုတ်ဆက်ချင်ပါတယ်ဘောနော်ဒီအခမ်းအနားကိုတက်ရအောင်လည်းဘာလို့မြင်ရလဲဆိုတော့ဒီနေရာမှာအရောက်ရှိနေတဲ့အခြေအနေမျိုးပါဘောနော်လွတ်လပ်မှုနဲ့တရားမျှတမှုတွေအဲတိုက်ပွဲဝင်ခဲ့ကြတဲ့သူတွေရဲ့နေရာမှာကျွန်တော်တို့ရောက်ရှိပြီးတော့မြန်မာပြည်သူတွေရဲ့အရေးမြန်မာရဲ့ຫນွေဥတော်နိုင်ရေးလွတ်မြောက်မှုနဲ့တရားမျှတမှုတွေတိုက်ပွဲဝင်နေကြတဲ့မြန်မာပြည်သူလူထုနဲ့လည်းပဲအတူတူရှိနေတယ်ဆိုတော့အဲစိတ်ခံစားချက်အတူတူရှိနေတယ်ဆိုတော့အဲဒီ connection ပေါ့ เนาะဆက်ဆက်မှုကိုလည်းသူတို့ပြသတယ်ပြသပြီးတဲ့ခါကျတော့အခုဒီမှာဒီနေ့ပြုလုပ်တဲ့ဒီရံမှုမှုရေးပွဲအခမ်းအနားကနေပြီးတော့ရရှိတဲ့အဲအလူငွေတွေပန်းနာငွေတွေကိုလည်းမြန်မာပြည်တွင်းမှာရှိနေတဲ့တကယ်လိုအပ်နေတဲ့ဈေးကိုရောက်ရှိအောင်ပေါ့နော်သူတို့ဟိုဖြန့်ဝေသွားကြမှာဖြစ်တယ်ပန်ပိုးဝေသွားကြမှာဖြစ်တယ်ပေါ့ဆိုတော့ကျွန်မဒီနေ့အားနေတင်စကားပေးချင်တာကကျွန်တော်တို့အမှုတချံတွင်းကာလလည်းဖြစ်တယ်ကျွန်တော်တို့ရဲ့မမ်မိုရီပဲပေါ့နော်ဒီအဒီဝမ်းနဲ့ကြေကွဲခြင်းရတဲ့တဲ့ဘက်လည်းကျမတို့ ဟိုတက်မှတ်ထားပြီးတော့ဆူတောင်းမှုတွေလည်းပြုလုပ်ကြရတယ်။အခုဒီနေ့ခန်းနာမှာဆိုလို့ရှိရင်ဘာသာပေါင်းစုံကနေပြီးတော့ဆူတောင်းကြရတယ်။ဆူတောင်းရင်းနဲ့ကိုပဲဆူတောင်းရုံသက်သက်မဟုတ်ဘူး။ကျမတို့ဟာအဲတကြံဆိုတာအတာကာလဆိုတာအပြောင်းလဲကိုဖြစ်တယ်ပေါ့နော်။ဘလို့အပြောင်းလဲကိုသွားကြမလဲ။ကျမတို့အဟောင်းတွေကနေပြီးတော့အစ်စ်ကိုပြောင်းကြမယ်။ဒီမကောင်းတဲ့အဟောင်းကြီးဒီစစ်အာဏာရှင်စနစ်ဒီကျမတို့ကိုဖိနှိပ်မှုတွေခြေကွဲခံစားရမှုတွေကြော်လွန်တဲ့အစ်စ်ပေါ့နော်။အစ်စ် မျောလင်းချက်တနေ့တည်းကိုဟိုသွားကြမယ်နေ့တနေ့ဖြစ်နေကျမတို့ခွန်အားတွေဒီမှာယူကြတယ်ပေါ့နော်ဒီခွန်အားတွေကိုကျမဒီနေရာကနေပြီးတော့ဒီမှာပြည်သူလူထုကိုရောက်ဝေးခြင်းလို့ဒီဗီဒီယိုကလစ်လေးကိုအော်ပြုလုပ်ခံနေပြီးတော့တင်ပြလိုက်တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် thank you In Birmania c'è anche la faglia del regime militare che opprime peggio del terremoto. La malvagità del potere nel mondo sembra che stia vincendo sui destini futuri dell'umanità. Noi qui sperimentiamo che non è vero, c'è la resistenza, c'è la dignità delle persone.

partigiano. Oh bella ciao, bella ciao, bella ciao, 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 questo è il fiore del partigiano, molto bello. Per...